ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့လူမျိုးပေါင်းစုံဘာသာပေါင်းစုံအတွေးအတွေးမြင်ပေါင်းစုံကညီကုံမောင်နှမတွေကိုမေတ္တာရက်ခံတာပေါ့နော်ဆရာလောက်တာလည်းမဟုတ်မေတ္တာရက်ခံတာကဘာလဲဆိုရင်ကျွန်တော်တို့ရှေ့မှာဘာသာရေးလူမျိုးရေးဆိုတဲ့အရာတွေဟာကောင်းတဲ့အမြင်ကောင်းတဲ့ရှုထောင့်နဲ့နော်ကောင်းတဲ့တင်ပြမှုတွေနဲ့ဆိုဒါဘာသာတရားပါပဲအကယ်၍မဟုတ်ဖဲနဲ့ဘာသာအယူဝါဒတွေပုံမှာမူတည်ပြီးတော့ခွဲခြားဖို့အတွက် အမုန်းပွားဖို့အတွက်ပြောလာရင်ဒါဟာဘာသာတရားမဟုတ်ပါဘူးတို့ရဲ့အတ္တကိုရှေ့တန်းတင်ခြင်းဖြစ်ပါတယ် ဟောဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ညီကုံမောင်နှမတွေအားလုံးဟာလူမျိုးဘာသာ အသွေးအရောင်တွေပေါ်မှာခွဲခြားမနေကြဘဲနဲ့လူကိုလူလိုမြင်ပြီးတော့ကျွန်တော်တို့အားလုံးတယောက်ကိုတယောက်လက်တွဲထားဖို့လိုတယ်ကြောချင်းကတ်ထားဖို့လိုတယ်ကျွန်တော်တို့ရင်ပတ်ချင်းနီးစပ်နေကြဖို့လိုပါတယ်ဆိုတော့ဘာသာအယူဝါဒတွေဆိုတာဒါက ကျွန်တော်တို့ရဲ့ဒါကိုရွေးခွေရွေးချယ်ခွင့်မရှိဘူးကျွန်တော်တို့မိဘတွေကမွတ်စလင်ဖြစ်တယ်ကျွန်တော်တို့မွတ်စလင်ဖြစ်တယ်တချို့ကလည်းသူကြိုက်လို့အစ္စလမ်ဘာသာဝင်တဲ့ကိုဝင်တယ်အလားတူတခြားတခြားသောဘာသာအယူဝါဒတွေကိုကျင့်သုံးကြတယ်ဒါတွေကခွဲခြားစရာမဟုတ်ဘဲနဲ့ဒါကခွန်အားပါကျွန်တော်တို့အတွက်နော်အာနာရှင်အကြောက်ဆုံးကဘာလဲဆိုရင်ကျွန်တော်တို့စုံလင်ကွဲပြားတဲ့ညီကိုမောင်နှမတွေထဲကနေထွက်လာတဲ့ညီညွတ်မှုပါပဲဒါသူအကြောက်ဆုံးဒါကြောင့်မို့အဲ့ဒီညီညွတ်မှုကိုနှစ်ပေါင်းများစွာကျွန်တော်တို့ကိုထိုးခွဲဖို့အတွက်အမြဲတမ်းသူတို့စူးစမ်းပါလိမ့်မယ် အဲ့ဒီကြိုးစားမှုကိုစန့်ကျင်နေတာဒီကိုကဘာလဲဆိုရင်အာနာရှင်ကိုကျွန်တော်တို့အနှုနီးနဲ့စန့်ကျင်နေခြင်းဖြစ်တယ်ဆိုတော့လွယ်လွယ်လေးအာနာရှင်တော်လံဖို့အတွက်ကျွန်တော်တို့လက်နက်ကင်မှုမလိုဘူးဘယ်အဖွဲ့တွေမှာပါဝင်မှုမလိုဘူး ဘာသာအယူဝါဒမတူညီတဲ့သူတွေကိုတယောက်နဲ့တယောက်တံမိုးထားလေးစားပြီးလက်တွဲပြီးတော့ကျွန်တော်တို့အတူတကွနေထိုင်တာကအာနာရှင်ကိုအနုနည်းနဲ့ကျွန်တော်တို့တော်လန်ဆန့်ကျင်နေတာပါဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဘာသာပေါင်းသူလူမျိုးပေါင်းသူကညီကိုမောင်နှမတွေအနေနဲ့စုံလင်ကွဲပြားတဲ့အတွေ့အမြင်တွေပေါ်မှာလေးစားတံမိုးထားပြီး အပြန်အလှန်လေးစားမှုနဲ့အေးချမ်းသာယာဝပြောတဲ့ နော်အမိမြန်မာနိုင်ငံတော်တခုကိုကျွန်တော်တို့အနာဂတ်မျိုးဆက်တွေကိုကျွန်တော်တို့လက်ဆင့်ကိပေးကြဖို့လိုအပ်ပါတယ်လို့ဒါလေးကိုကျွန်တော်ဖြည့်ဖြည့်ဆွတ်ပြောချင်ပါတယ်ဗျာ။